လင်းထဆေးဆိုင်၌ထိုင်နေစဉ်သူထံသို့အလွန်ချောမောလာပါပြီးအန်ရဲရှိသောအရှိန်အဝါများထပ်ပေါ်နေတဲ့မိန်လေးတို့ဦးရောက်လာခဲ့တယ်။သူမကလင်းထကိုကြည့်လိုက်ပြီးရှင်ကလင်းထလာဟုညင်သာစွာမေးလိုက်တယ်။လင်းထကလည်းဟုတ်ပါတယ်။ဘာကိစ္စရှိလို့လဲဟုပြန်မေးလိုက်တယ်။ထို့အခါမိန်ကလေးကသူမနာမည်ကရာဇာမေဖွက်ချောင်းနှင့်သူမကလန်တရဲအဖော်ရဲ့ကောင်းဆောင်ဖြစ်ကြောင်းလင်းထအောင်အေးဆက်ဘောလေတံပြန်ပြောဆိုလိုက်တယ်။ ရာဇာမေရဲ့စကားများကိုကြားပြီးနောက်လင်းထဲရဲ့အမူအရာမှာပြောင်းလဲသွားခဲ့တယ်။အเจ้าမှာထိုအဖွဲသည်မကောင်းမှုမှန်သည်။အကုန်လုပ်တော်ကြောင်ဖြစ်တယ်။ရာဇာမေကဒေါသထွန်နေသောလေသန်းဖြင့်လွန်ခဲ့တဲ့နှစ်ရက်လောက်ကဂျမအဖွဲသားနှစ်ယောက်ကိုရှင်ရိုက်လွတ်လိုက်တယ်မလားဟုမင်းမြန်းလိုက်တယ်။လင်းထက်ကလည်းသူ့ရဲ့အင်ဂျီအိတ်ကဲထဲတွင်ရှိသောအဆင့်တခွန်အာဂီအင်းအားချက်ချင်းဆွဲထုတ်လိုက်လေတဲ့ ်ထိုအခါယာစာမင်းမပြောင်းလိုက်ပြီးစိတ်မပူပါနဲ့ကျမတိုက်ခိုက်ဖို့လာခဲ့တာမဟုတ်ဘူးခွန်အားကြီးမားတဲ့ရှင်ကိုတွေ့ဖူးခြင်းလို့လာခဲ့တာပါဟုပြောဆိုလိုက်လို့ရတယ်